အမိုရင်ကတိပိစိတ်ကြယောဂရတော့မယ်လို့ပြောလာတဲ့ဇနီးဖြစ်သူမာရီယာမန်ချက်စတာနဲ့တင်းနီပြရူပါမော်ရင်ကလက်ရှိမှာသူကင်တွေနေတဲ့အတင်းရဲ့ဆိုးရတဲ့ရလဒ်တို့ကြောင့်ကြီးမားတဲ့စစ်တပိုင်းဆိုင်ရာဖီးယားတွေကိုရင်ဆိုင်နေရပါတယ်ဒီဖီးယားတွေကဘောလုံးဝင်းထဲမှာမကသူရဲ့မိသားစုဘဝအတိပါရိုက်ခတ်နေပြီဖြစ်ကြောင်းသူရဲ့ဇနီးဖြစ်သူမာရီယာကြောင့်က ပရီမီဗီယိုစပေါ့ကိုဖွင့်ရပြောကြရမှာသိရှိရပါတယ်။မီဒီယာပေါ်ရဲ့နေမည်တကာပုံကိုရေးဆိုင်ရာညင်တဲ့ချင်းကိုပါပြတ်သုံးစီရယ်ဆိုတာကိုအခုလိုဖွင့်ရချက်ကပြသနေပါတယ်။မာရီယာဂျွန်ရဲ့ပြောကြားချက်အရဘောလုံးမီဒီယာပေါ်ရဲ့မခင်နိုင်တဲ့စိတ်ဖိစီးမှုတန်ကိုပွင့်လင်းစွာဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။မီဒီယာမော်နင်ကအင်္ဂလန်ကိုရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာညာဘက်တွေအိတ်မပြောခဲ့ဘူးလို့တီးရပါတယ်။ဒီလိုမျိုး PR တွေနဲ့နေချင်းရင်ဆိုင်နေတဲ့ professional ပေါ်ကဘယ်တော့မှမလွယ်ကူဘူးလို့သူကဆိုခဲ့ပြီးပြင်ပကဝေဘန်3နဲ့ဘောလုံးပရိသတ်တွေနဲ့နီးပါးတို့ရဲ့ဒီလိုမျိုးကိုရေးကိုတာချင်းတွေကိုပါနားလည်ပေးဖို့လိုအပ်ကြောင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာနဲ့တည်းရရလက်ဆိုးရကြောင့်ဒီပြအမော်နေပေါ်ပြုတ်လုံနေတဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကသူ့ရဲ့မိသားစုကိုပါထိခိုက်စေခဲ့တာဖြစ်ပါတယ်။သူတို့မိသားစုကနီးပြပေါ်ပြုတ်လုံနေတဲ့မတရားဘူးလို့ခံစားရတဲ့ဝေဖန်မှုတွေတော့စိတ်ပြတ်မိကြောင်ဖွင့်ရကြပါတယ်။ဆုံးဝဲတွေရုံးကြရမှုတွေနဲ့အိမ်မပျော်တဲ့ညတွေကအမော်ရင်အတွက်လွယ်ကူတဲ့အခြေအနေမဟုတ်ပဲကြာရင်စိတ်ကြယောကရပြီးကျမရေးပါထိခိုက်နိုင်တဲ့အထိဆိုရင်ပူပန်မှုတွေရှိနေပါတယ်။နီးပြသူရဲ့ professional ဘဝအောင်မြင်မှုအတွက်ပေးဆက်ရတဲ့စေတပိုင်းဆိုင်ရာကုန်ကြမ်းဈေးကလွန်ကြီးမားနေပြီဆိုတာကိုဒီစကားတွေကတက်တည်ပြသနေတာဖြစ်ပါတယ်။ဇနီးပြသူမာရီယာကျူအောင်ကဖီယာရီရဲ့ပြင်းထန်မှုကြောင့်နီးပြအမော်ရင်ကိုဒီယာရီအားလုံးကတန်ရင်လာလို့တိုက်ရိုက်မေးမြန်းခဲ့တာက စစ်တပိုင်းဆိုင်ရာရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်ဒီမေကိုပေါ်နီမြအမော်ရီယန်ထုတ်ပြန်ပုံကတော့သူက professional တင်းင်းထံကိုပြပြတတာဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်သူကဒါသူရွေးချယ်တဲ့အရာပဲလို့ခိုင်မာစွာပြန်ဖြေခဲ့ပါတယ်ဒီစကားကနီမြဘွားရဲ့ဖီစီမှုတန်ရှုံးနေမှုတန်တွေကိုကောင်းကောင်းသိနေပေမဲ့လည်းသူရွေးချယ်တဲ့လမ်းကိုဘယ်တော့မှနောက်မဆုတ်ပဲဆက်လျှောက်လမ်းဖို့သူရဲ့ခေါင်းမာတဲ့စိတ်ဓာတ်ကိုပြသလိုက်တာလည်းဖြစ်ပါတယ်ရလဒ်တဲ့စိုးရနေပေမဲ့လည်းသူက professional ဆုံးဖြတ်ချက်ပေါ်ပြင်ပဖီအားတွေကလမ်းမနိုင်ခြင်းဖြစ်ဘူးဆိုတာကိုပါတက်တည်ပြလိုက်တာလည်းဖြစ်ပါတယ်လီဗျာမော်ရီယံကိုကြီးကိုရာဘွားကစိတ်သက်စစ်ပွဲပြင်သူရဲ့ professional niche တဲ့ပိုင်းဆိုင်ရာရည်တည်မှုကလည်းဒီကြောင့်ဝေဖန်ခံနေရပါတယ် အတင်းအရှုံးဝါဒီဇာတိုက်ကြုံနေရတဲ့အချိန်မှာတော့နီလာကသူ့ရဲ့နီးစနစ်ကလွယ်ပြီးဘယ်နီးစနစ်ကိုမှနည်းနည်းလေးတောင်မပြောင်းလဲပဲတင်းမာနေသေးပဲဖြစ်ပါတယ်ဒီလိုမျိုးပြောင်းလဲပြလို့မရှိခြင်းကမယူနိုက်တက်တင်းရဲ့ကစားမရေးအတွက်နီးစနစ်နဲ့လာယောညီထွေမှုဖြစ်ဖို့ခက်ခဲရှိသေးတယ်လို့နီပြတူဦးအနေနဲ့လည်းရလဆိုးရီရဲ့ PR တွေအောက်မှာနီးစနစ်ပိုင်းကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်နေတာဖြစ်ပါတယ်နီပြမော်နေကသူရွေးချယ်ထားတဲ့တခုတည်းသောနီးစနစ်ပေါ်လုံးဝယုံကြည်မှုရှိပေမဲ့လက်တွေ့ရလဒီကတော့သူ့ရဲ့တင်းမာတဲ့ရက်တီချက်တွေအတွက်ကြီးမားတဲ့တန်ဖိုးတစ်ခုကိုပေးနေရပြီဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်အခုချိန်တွေကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်အားနဲ့နီးစနစ်ပိုင်းမှန်တရားကိုကြီးကြပ်စင်ခေါ်နေတဲ့အချိန်ပဲဖြစ်ပါတယ် Hey, Mike, can I get the data